တရားအထုံနိုင်ကြဖို့ရန်တွေ့ထိုင်မုံထိုင်နီးဣရိယာပုတ္တုကိုမိမိတို့စိတ်တိုင်းညာပြုပြင်ကြရအောင်တရားလုပ်ဒီကိုကြိုးစားအထုံကြမဲ့ယောဂီပေါင်းတော်ကောင်းတို့သည်ထိုင်မုံထိုင်နီးဣရိယာပုတ္တုကိုမိမိတို့စိတ်တိုင်းညာအထိုင်ကြအောင်တည်တည်ချာချာထိုင်ချပြလိုက်ပါ ဘာဖြစ်လို့လဲဆိုရင်အထိုင်မကြတဲ့ခါမှာတမာရိယမဲကြံလိုက်ပြောင်းလိုက်တမာရိယမဲကြံလိုက် ပြင်လိုက်နဲ့ဆိုရင်တမာရိမရနိုင်လောက်အောင်ဖြစ်တတ်တယ်။ဒါကြောင့်မိမိကြိုက်နှစ်သက်တဲ့ဣရိယာ ပုဂ္ဂိုလ်ရွေးချယ်ပြီးတော့တည်တည်ချာချာစိတ်တိုင်းချာထိုင်မုံထိုင်နည်းကိုပြုပြင်ပေးလိုက်ပါ။ သေးသေးချာချာအထိုင်ကြအောင်ထိုင်ပြီးပြီဆိုရင်တော့ဖြင့်တမာရီမယာသေးတဲ့ယောဂီတော်စင်လေးကတမာရီထူတော်တဲ့အနေအားဖြင့်ဝင်းလေးဖြစ်တိုင်းသည်ထွက်လေးဖြစ်တိုင်းသည်ဝင်းလေးဖြစ်တိုင်းမှထွက်လေးဖြစ်တိုင်းမှဒီလိုရှုမှအလုံးသွင်းပြီးတော့တမာရီထူတော်ညံ့ရမှာဖြစ်ပါလေတမာရီရသွားပြီ စိတ်ကလေးတည်ငြိမ်သွားပြီဆိုရင်တော့ ခန္ဓာပဲ့ဉာဏ်လှည့်ပြီးတော့ကြိုးစားအထောက်ကြရတယ်။ဝင်လီနဲ့ထွက်လီကို ရှုမှတ်ပွားများအထောက်တဲ့ယောဂီတော်စင်တွေဟာဝင်လီနဲ့ထွက်လီကိုမှတ်ရင်တမာရီထူထောင်နေလို့စောစောကပြောခဲ့ပြီးသွားပြီဖြစ်ပါတယ်။မနေ့တော့ငါလည်းပဲဝင်လီနဲ့ထွက်လီကိုတမာရီထူထောင်နေအနေအချင်း ရှုမှတ်တယ်လို့ပြောခဲ့ပြီးသွားပြီဖြစ်ပါတယ်။ဝင်လီနဲ့ထွက်လီကိုမှတ်တဲ့အခါမှာလီကလေးကိုမှတ်တာဖြစ်သည့်အတွေ့အကြုံအရှုခံကလီအရှုခံသည်လီဆိုတော့ပညာအာယုံဖြစ်နေတယ်။ပညာအာယုံဖြစ်နေရင်တမထဖြစ်နေတယ်လို့ဒီလိုနားလေရမယ်။ လေကိုမှတ်ရင်တမထတမထအလုတ်အားထုတ်ရင်နိဗ္ဗာန်မရောက်နိုင်သေးဘူးတကယ်နိဗ္ဗာန်ရောက်ခြင်းနဲ့ယောဂီသရောစင်တွေကဝိပဿနာအလုတ်တွေကိုကျူးစာအားထုတ်မှနိဗ္ဗာန်ရောက်ကြမှာဖြစ်တယ်ဝိပဿနာတရားအလုတ်ကိုအားထုတ်ခြင်းနဲ့ဆိုရင်လေကိုမှတ်လို့တော့မရတော့ဘူးတမထကြီးဖြစ်နေတယ် ဒါဆိုရင်ဝင်လေထွက်လေကို မှတ်နေတာဟာတမထသက်သက်ပဲလားဖျားဝိပဿနာဖြစ်အောင်မှတ်လို့မရဘူးလားဖျားဆိုတော့လေကိုရှူသွင်းတဲ့စိတ်လေကိုရှူထုတ်တဲ့စိတ်အဲ့ဒီစိတ်ကလေးကို ရှုမှတ်နိုင်ရင်လေကိုရှူထုတ်လိုက်တဲ့ခါမှဖြစ်ပေါ်တဲ့စိတ်လေကိုရှူသွင်းလိုက်တဲ့ခါမ ဖြစ်ပေါ်တဲ့စိတ်အဲ့ဒီစိတ်ကလေးကို မှတ်နိုင်ရင် အရှုကံကစိတ်စိတ်ဆိုတာနန္တရားပဲအရှုကံကစိတ်စိတ်လို့ခေါ်တဲ့အရှုကံဟာနန္တရားပဲနန္တရားလို့ခေါ်တော့နန္တရားလို့ နန္တရားလို့ပြောလိုက်သည့်အတွေ့အကြုံနန္တရားဟာပရမတ္ထအစ်စ်ပဲနိုင်ကိုနန်လို့သိရင် နာမပရိစေရဉာဏ်ဖြစ်တယ်ယုတ်ကိုယုတ်လို့သိရင်ရူပပရိစေရဉာဏ်ဖြစ်တယ်နန္တရားနဲ့ယုတ်တရားကိုနန္တရားနဲ့ယုတ်တရားပါပဲလို့နားလေသဘောပေါက်ရင်နာမရူပပရိစေရဉာဏ်ဤဖြစ်တယ်လို့ဒီလိုယောဂီတော်စင်ဤကြားဘူးနားဘူးကြမှာဖြစ်ပါတယ် ဒါကြောင့်လေကိုမမှတ်ဖဲနဲ့စိတ်ကိုမှတ်ရင်ဝိပဿနာဖြစ်တယ်။ဘာဖြစ်လို့လဲအရှုခံကပရမတ္ထဖြစ်နေလို့။တရားလို့အာထုတ်ကြတဲ့ယောဂီတို့ဇင်းနေနားလေထားရမှာကိုရှုနေတဲ့အရှုခံသည်ပရမတ္ထအာယုံဖြစ်ရမယ်။ပရမတ္ထအာယုံဖြစ်ရင်နိဗ္ဗာန်ရနိုင်တယ်။ကိုယ်ရှုနေတဲ့အာယုံအရှုကံအာယုံကပြညတ်ဖြစ်နေသေးတယ်ဆိုရင် တမထတမထဆိုရင်နိဗ္ဗာန်မရောက်နိုင်သေးဘူးနိဗ္ဗာန်မြန်မြန်ရကြရင်ဝိပဿနာတရားအလုပ်အားထုတ်ရမယ်ဝိပဿနာတရားလို့အားထုတ်မယ်ဆိုရင်ပရမတ္ထအာယုံဖြစ်အောင်ကြိုးစားဒါကြောင့်ဝင်လီနဲ့ထွက်လီကိုများသောအဖြစ်မှတ်တာကတမထဖြစ်တယ်ဝင်လီနဲ့ထွက်လီကို ဘုံမှန်မှတ်နေကြတာကသမထဖြစ်တယ်။အဲဒါကိုဝိပဿနာဖြစ်အောင်မှတ်မယ်ဆိုရင်လေးကိုမှတ်မှတ်ဖဲနဲ့စိတ်ကိုမှတ်လိုက်။ယူထုတ်တဲ့စိတ်၊ယူသွင်းတဲ့စိတ်၊ယူထုတ်တဲ့စိတ်၊မှတ်တဲ့စိတ်၊ယူသွင်းတဲ့စိတ်၊မှတ်တဲ့စိတ်။ယူသွင်းတဲ့စိတ်ကလေးကလည်းပဲအရှုခံနန္တရာ။မှတ်တဲ့စိတ်ကလေးကလည်းအရှုဉဏ်နန္တရာပဲ။ နိုင်ကိုနိုင်ရင်းရှုတယ်လို့ခေါ်ပါတယ်နိုင်ကိုနိုင်နဲ့ရှုတယ်လို့ခေါ်တယ်ရှုထုတ်တဲ့စိတ်ဖြစ်ပေါ်လာပြီးရှုလိုက်တယ်မရှိတော့ဘူးပြတ်သွားပြီးရှုသွင်းတဲ့စိတ်ဖြစ်ပေါ်လာပြီးရှုလိုက်တယ်မရှိတော့ဘူးပြတ်သွားပြီးရှုသွင်းတဲ့စိတ်ပြတ်သွားပြီးမရှိတော့ဘူးရှုထုတ်တဲ့စိတ် ြည့်သွားပြီမရှိတော့ဘူးမရှိတော့ဘူးလို့ရှုလိုက်တဲ့အခါမှာမရှိတော့တာတွေကိုမြင်မြင်လာလိမ့်မယ်မရှိတော့တာကိုမြင်နေဆိုရင်တော့ဖြင့်အနိစ္စကိုမြင်နေလို့ခေါ်တယ်စိတ်ကလေးပြည့်သွားတဲ့သဘောတရားကို မြင်ရင် အနိစ္စကို မြင်တယ်လို့ခေါ်တယ်ဩရှုထုတ်တဲ့စိတ်ကလေးမမြဲပါလားမမြဲပါလားဆိုအနိစ္စကိုမြင်တယ်လို့ခေါ်တယ် အဲ့ဒီအနေစာတရားမှန်သမျှပြတ်တတ်တဲ့သဘောတရားရှိတဲ့အတွေ့အကြောင်းဆင်းရဲလို့ဒုက္ခလို့ခေါ်ပါတယ်ဒီဒုက္ခတရားတွေနဲ့ကြုံရပြီဆိုရင်မကြုံညင်ပါဘူးဆိုလို့မရမဆုံညင်ပါဘူးဆိုလို့မရသူ့တဘာဝအတိုင်းသူဖြစ် သူ့တဘာဝအတိုင်းသူပြက်ပြီးတော့နေတာကိုအလိုလဲမလိုက် ကိုအကြိုက်လဲမဆောင် သူ့သဘောသူ ဆောင်းနေတာကိုကအနတ္တဖြစ်ပါတယ် မမြဲတဲ့အနေစာသဘောဆင်းရဲတဲ့ဒုက္ခသဘောအဆုမရကိုမပိုင်ကိုပြုပြင်တယ်လို့ပြုပြင်လို့မရတဲ့အနတ္တသဘောတရားတွေကိုမြင်အောင်ကြည်အဲ့ဒီလိုမြင်ဖို့ရာအတွက်စိတ်ကိုကြိုးစားပြီးတော့ရှုမှတ်ကြည်ရှုထုတ်တဲ့စိတ်နဲ့ရှုသွင်းတဲ့စိတ်ကိုမှတ်ရင်ဝိပဿနာဖြစ်တယ်ဝိပဿနာဖြစ်ရင်နိဗ္ဗာန်အမြန်ရောက်နိုင်တယ်လို့မှတ်ပါဝင်လီနဲ့ထွက်လီကိုမှတ်ရင်သမထ နိဗ္ဗာန်မရောက်နိုင်ဘူးရှုသွင်းတဲ့စိတ်နဲ့ရှုထုတ်တဲ့စိတ်ကိုမှရင်ဝိပဿနာနိဗ္ဗာန်ရောက်နိုင်လေအေးဒါကြောင့်ဝင်လင်းနဲ့ထွက်လေကိုတမထဖြစ်အောင်ရှုမှတ်တဲ့ဤဝိပဿနာဖြစ်အောင် ရှုမှတ်တဲ့ဤကို နားလေသဘောပေါက်ပြီးတော့တမာရီရယုံလို့ဆိုရင်ကတော့ဖြင့်ဝင်လင်းနဲ့ထွက်လေကို ယူမှတ်ပွားများအထုတ်ကောင်းပါလေအထုတ်လို့ရပါတယ်တမာတိအကောင်းပါလိမ့်မယ်စိတ်ကိုယူမှတ်နိုင်ရင်ကတော့ဖြင့်တမာတိအကောင်းရုံနဲ့မဟုတ်ဘဲနဲ့ဉာဏ်အဆင့်ဆင့်မြင့်တက်ပြီးတော့တရားရူတရားမြတ်ဒီလင်မြန်စွာ မျက်မှောက်ပြုနိုင်မှာဖြစ်ပါလေဒါကြောင့်ယောဂီသရောစင်းလေးဟာအခြားသောအာယုန်လေးကိုပဲမှတ်မှတ် ဝင်လေနဲ့ထွက်လေကိုပဲမှတ်မှတ်ဝင်လေနဲ့ထွက်လေကိုမှတ်တတ်ရင် ဝင်လေနဲ့ထွက်လေမှတ်ရင်းနဲ့ပဲတရားရသွားနိုင်တယ်ကိုယ့်ရဲ့ယင်းတဲ့နှလုံးထဲမှာရှိနေတဲ့ဝင်လာတဲ့လေကလေးနဲ့ထွက်သွားတဲ့လေကလေးကိုရှုမှတ်နိုင်ရင်တရားရသွားနိုင်တယ်တနည်းအားဖြင့်အဲ့ဒီဝင်လေနဲ့ထွက်လေကို မှတ်တဲ့အခါမှာလေကလေးတို့ဝင်လာတယ်လေကလေးတို့ထွက်သွားတယ်တို့ဝင်တယ်တို့ထွက်တယ် တွန်ကန်နေတွန်ကန်နေတွန်ကန်နေသဘောထောက်ကန်နေသဘောဆိုရင်ဝါယောဓာတ်ယုတ်တရားဖြစ်ပါတယ်တွုံဝင်နေတိရတွန်ထွက်တယ်တိရတွန်ဝင်နေတိရတွန်ထွက်တယ်တိရတူရတိရတူရတိရတူရမှတ်တယ်တူရမှတ်တယ် အဲ့ဒီတွန်းကန်တဲ့သဘောတရားလေးကိုမှတ်နိုင်ရင်တွန်းကန်တဲ့သဘောထောက်ကန်တဲ့သဘောဆိုတာဝါယောတ္တရုပ်တရားပရမတ္ထအစစ်ဖြစ်ပါလေအဲ့ဒီအဲ့ဒီလိုအရှုခံသည်ပရမတ္ထအစစ်ဖြစ်နေရင်တို့ဖြင့်ဝိပဿနာဉာဏ်ဤရသွားနိုင်လေဝိပဿနာဉာဏ်ရရင်မဉ္ဉံဖူဉ္ဉံနိဗ္ဗာန်တိမျက်မှောက်ပြုနိုင်လေလို့မှတ်ပါ ဒါကြောင့်ဝင်လေထွက်လေကိုယူမှတ်တဲ့အခါမှာလေကိုမှတ်ရင်တမထတွန်းကန်တဲ့သဘောထောက်ကန်တဲ့သဘောကိုမှတ်ရင် ရုပ်ကိုမှတ်တာဖြစ်လို့ဝိပဿနာဖြစ်နိုင်တယ်စိတ်ကိုမှတ်ရင်လည်းပဲဝိပဿနာဖြစ်နိုင်တယ်မိမိတို့မှတ်တတ်တယ်လို့ဒီဝင်လေနဲ့ထွက်လေရဲ့သဘောတရားလေးတွေကိုတတိအားကောင်းကောင်းဝိရိယအားကောင်းကောင်းနဲ့ကြိုးစားပြီးတော့မှတ်ကြည့်ပါ ကျန်တဲ့အာယုန်တွေကိုမမှတ်တတ်ရင်တော့မှဝင်လေနဲ့ထွက်လေကိုမှတ်ရင်းနဲ့လေကိုရင်း၍နိဗ္ဗာန်ယူ ဆိုသလိုကိုနှကောင်းတွေကထွက်တဲ့လေကလေးကို အရင်နေပြုတ်ပြီးတော့ကြိုးစားအားထုတ်ရင်အသက်ရှူတတ်ရင်နိဗ္ဗာန်ဝင် ဆိုသလိုအတက်ကလေးရှူတတ်ရင်တရားနဲ့ရှူတတ်ရင်နိဗ္ဗာန်တော့ဝင်သွားနိုင်ပါလေအသက်ရှူရင်းနဲ့နိဗ္ဗာန်ဝင်သွားနိုင်တယ်ဒါကြောင့် အသက်ရှူတတ်အောင် အလေးကျင့်လုပ်ပါအသက်ရှူရင်လည်းအဖြစ်သဘောတွေမြင်အောင်ကြည့်အပြစ်သဘောတွေမြင်အောင်ကြည့်ဝါယောတက်လို့ခေါ်တဲ့ယုတ်တရားတွေကလည်းဖြစ်ပြီးတော့ပျက်စီးနေသည့်အတွေ့အကြောင်းဒုက္ခသစ္စာမှတ်တဲ့ဉာဏ်ကမေခသစ္စာတိရာကတမှုရိယသစ္စာနောင်ခန္ဓာမလာတာကនិရောဓသစ္စာလို့သစ္စာ၄ချက်တပြိုင်တည်းထဲစိုက်သည့်အထိကြိုးစားပြီးတော့အထောက်ပါ စိတ်ကလေးတွေကလည်းပဲဖြစ်ပြီးတော့ပျက်စီးနေလို့ဒုက္ခသစ္စာမှတ်တဲ့ဉာဏ်ကမက္ခသစ္စာဖြစ်တယ်။ဒါဆိုရင်သိသွားတာကတမှုရိယနောက်ထပ်ခန္ဓာဒုက္ခတွေပြန်မလာတော့တာကនិရောဓသစ္စာလို့ဝင်လေနဲ့ထွက်လေကိုတေချာမှတ်တတ်ရင်និရောဓသစ္စာတောင်မှမျက်မှောက်ပြုနိုင်မှာဖြစ်ပါလေ။ဒါကြောင့်ရတဲ့ခြေရင်းကလေးကြိုကြိုစားစား ရှုမှတ်ပွားများအထုတ်တော်မူကြပါကုန်လောယောဂီအပေါင်းတို့တော်ကောင်းတို့